မင်္ဂလာပါဒီနေ့ကတော့လေချောင်းနာရင်တက်တာအောင်မိမိကိုယ်တိုင်အရေးပေါ်ဘယ်လိုကုကြမလဲအဲ့တော့ကျွန်တော်တို့ကလေချောင်းနာရတဲ့အကြောင်းရင်းအကြောင်းရင်းကတော့ကျွန်တော်တို့အဓိက virus ကြောင့်ဖြစ်နိုင်တယ် virus ကြောင့် virus ကကျွန်တော်တို့ကဒီတုတ်ကွေး virus ပေါ့အဓိကတော့တုတ်ကွေး virus ဆိုရင်တော့ကျွန်တော်တို့ဒီလေချောင်းနာတာမျိုးတွေဖြစ်နိုင်တယ်ပြီးတော့ bacteria ကြောင့် bacteria မှာဆိုရင်တော့ကျွန်တော်တို့ကလေးဗနာပိုး အဲဒါမျိုးတွေကျွန်တော်တို့ဘက်တီးရီးယားပိုးတခြားပေါ့နော်တခြားဘက်တီးရီးယားပိုးတွေကြောင့်လေလေချောင်းနာတာဖြစ်တတ်တယ်။ဒါအပြင်ပေါ့နော်ကျွန်တော်ဒီထိခိုက်တာ external damage ပေါ့နော် ထိခိုက်တာကကြတော့ကျွန်တော်တို့စကားအကျယ်ကြီးအတန်အကျယ်ကြီးអော်ပြောရတာမျိုးအဲတချို့ငါးရိုးစူးတာမျိုးအဲတချို့ကြတော့ဒီလေချောင်းကိုထိခိုက်မိပြီးတော့လေချောင်းနာတာမျိုးလည်းရှိတတ်တယ်။နောက်ထပ်တစ်ခုကတော့ပြင်ပပဝန်းကျင်ကလေဓုပေါ့ လေထူးကြောက်ဖြစ်တာတချို့ကျတော့အလကျက်အလကျက်ဆိုတာမတဲ့တဲ့ဒီအနှံ့နေရှူမိတာကနေလေချောင်းနာတာမျိုးလဲဖြစ်တတ်တယ်အဲတချို့ကျတော့လေထူးညဉ့်ညမ်းတဲ့လေထူးကပါတဲ့ကမ်မီကယ်ကြောင့်ဓာတ်မတဲ့ရင်လဲကျွန်တော်တို့လေချောင်းနာတာမျိုးဖြစ်တတ်တယ်အဲ့တော့ဒါကကျွန်တော်တို့ကဒီလေချောင်းနာရတဲ့အကြောင်းအရင်းကိုတော့အရင် သိထားဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီရပြီးရင်ကျွန်တော်တို့အဓိကအိမ်သွင်းအဓိကဘလို့မိမိကိုယ်တိုင်အိမ်သွင်းဘလို့ကုကြမလဲအဓိက လေချောင်းနာပြီးဆိုရင် ရေမဲများတောက်ပြရမယ်။ရေမဲများတောက်ဆိုတာမှာတစ်နေ့ကို3လီတာအနည်းဆုံးရအောင်တောက်ပြရမယ်။စားရေနွေနွေတစ်နေ့ကို3ချိန်ကနေ5ချိန်ထိငုံပေးလို့ရတယ်။တပတ်တိတိငုံပေးပါ။ဒါကတော့ကျွန်တော်တို့ဒီလေချောင်းနာတာတက်တာအောင်စားရေငုံတာကအကောင်းဆုံးပဲ။နောက်တစ်ခုကဂရင်းတန့်ဆေးရေတွေငုံပေးလို့ရတယ်။ဂရင်းတန့်ဆေးရေလည်းဒီလိုပဲကျွန်တော်တို့ဖြော်နီးရတော့ ျွန်တော်ဂရင်းတန်ဆေးရည်ဆိုရင်တော့ရေ3စဒီဂရင်းတန်ဆေးရည်တစရေ3စသူတစပေါ့အကျံပြင်းအဲ့လားလေးကိုလေသူကတနေ့ကို3ချိန်နဲ့တပတ်တိတိငုံပေးရင်လေဒီလေချောင်းလာတာတက်တာစီတယ်ပြီးတော့ကျွန်တော်ခုနကပြောတဲ့အချိန်မှာစားရည်ငုံတာကိုစားရည်နွေ့နွေ့ဖြော်နှီးပေါ့နော်စားရည်ကကျွန်တော်တို့ကရည်နွေးကိုကျွန်တော်ပုံမှန်ကျွန်တော်တို့ကတော့ plastic ခွက်လေးနဲ့ပဲတိုင်းတယ်ပေါ့အကျံပြင်း plastic ခွက်နဲ့ဆိုရင်ကျွန်တော်တို့ကရည်နွေးလေးကိုလက်သုံးလုံးလောက်ထည့်ရင်ရပြီစားကိုလက်ဖေးရည်ဖြော်တဲ့ဆုံး တစုံခတ်ထည့်လိုက်ရပြီဒါလေးကိုကျွန်တော်တို့ကရေကိုငုံလိုက်နောက်တဲ့အနေအထားပွက်ပွက်ဆူတဲ့ရေကိုငုံလို့မရဘူးလေကြောင့်ကျွန်တော်တို့အာကောင်တွေလောင်သွားတာကျွန်တော်အပူလောင်သွားတာမျိုးဖြစ်တတ်တယ်အဲ့တော့ရင်နွေးချမ်းတောက်တဲ့အနေအထားပေါ့နွေးနွေးလေးဆိုရပါပြီစားရင်နွေးနွေးလေးကိုတစ်နေ့၃ချိန်ကနေ၅ချိန်ငုံပေးရမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့တပတ်တိတိလုပ်ပေးရင်လေချောင်းနာတာတတ်တာသေးတယ်နောက်ထပ်တစ်ခုကကျွန်တော်တို့ mouse spray mouth spray ကျွန်တော်တို့အခုဒီမှာလာတာဆိုတော့ betadine spray ကတော့အကောင်းဆုံးပဲသူက povidone iodine ပါတယ်အဲတချို့ကြတော့ကျွန်တော်တို့ဒီတခြားဟိုကျွန်တော် market တွေမှာရောင်းတာကတော့ကျွန်တော်တို့ဒီ green အနက်ဒီနန်နာကိုတက်တာအောင် spray ဖြန်းတဲ့ဟာမျိုးပေါ့နော်ဒါကတော့ကျွန်တော်တို့ clo hazardine နေပါတယ်ပေါ့ဒါလည်းရတယ်ဒါပေမဲ့ကောင်းတာကတော့ကျွန်တော်တို့ဒီမှာကြတော့ betadine mouth spray ကိုကျွန်တော်တို့ပိုကြိုက်တယ်ဒါလေးကတော့ကျွန်တော်တို့ povidone iodine ပါတယ်သူကတော့တစ်နေ့ကိုသူလဲ၃ချိန်ကနေ၅ချိန်ထိ ဖြန်ပေးလို့ရတယ်ဖြန်ပြီးရင်ကျွန်တော်ရေလေးပလုတ်ကျင်းပြီးတော့ပြန်ထွေးထုတ်လိုက်လို့ရတယ်ဒါကကျွန်တော်တနည်းဟိုသူလဲ၃ချိန်နဲ့တပတ်တိတိလုပ်ပေးလို့ရတယ်ပြီးတော့ကျွန်တော်တို့ရေခဲရှောင်ပေးရမယ်လေချောင်းနာတဲ့အချိန်ဆိုရင်အဲကျွန်တော်ရေခဲကြီးတောက်တာအေးတောက်တာဒါမျိုးလေးတွေရှောင်ပေးရမယ်ခင်ဗျနောက်တစ်ခုကကျွန်တော်တို့ကငုံဈေးတွေငုံလို့ရတယ်ငုံဈေးမှာကျွန်တော်တို့ digital ရှိတယ် stress ရှိတယ် my basin ရှိတယ် ်ချယ်ရီကော့ရှိတယ်အဲသူကတော့တနေ့ကို3ချိန်တစ်ပတ်လောက်ငုံပေးရင်လေဒီလေချောင်းနာတာဒါတက်တာအောင်လုပ်လို့ရတယ်နောက်ထပ်တစ်ခုကကျွန်တော်တို့အကျော်အလော်ရှောင်ရမယ်စီကျော်ဒီရှောင်ရမယ်ကျော်အလော်စီကျော်အပူများတဲ့အစားတောက်တယ်အပူများတဲ့အစားတောက်တယ်ဆိုဒီလိုမျိုးကျွန်တော်လေချောင်းနာတဲ့အချိန်မျိုးမှာဆိုကျွန်တော်တို့က ကောင်းငင်းနဲ့ပတ်သက်တာမစားသင့်ဘူးအပူများတဲ့အသီးနှံတွေမှာဆိုတော့ကျွန်တော်တို့ကတရက်တီးပိန်လေတီးဒူးရင်တီးဒါမျိုးတွေစားရင်လည်းကျွန်တော်တို့လေချောင်းလာတာပိုးပိုးဆိုးဝါးတဲ့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီအပူများတဲ့အစာအတော့လေးတွေကျွန်တော်တို့ရှောင်ပေးမယ်ပြီးတော့အစာကို ခက်ပြော့ပြော့ပဲစားရမယ်ခက်ပြော့ပြော့ပဲစားပြရမယ်အစာအမှားကြီးတွေမစားရဘူးမဝါရဘူးအဲဒါမျိုးဆိုရင်လည်းကျွန်တော်တို့က လဲချောင်းနာတာတတ်တအောင်လုပ်လို့ရတယ်ဒီနည်းတွေလည်းပေါ့နော်အဲအဲ့ကမှာကျွန်တော်တို့ကဒီလိုအခုကျွန်တော်တို့အခုဒီလိုမိကိုကိုတိုင်းပေါ့အိမ်သွင်းလုပ်ပြီးလို့တပတ်စောက်ကြည့်ရမယ်တပတ်ကိုကျွန်တော်တို့တတ်တာတယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒီဟာရပြီပေါ့နော်တတ်တာဝါရင်တော့ကျွန်တော်တို့ကဒီဟိုကျွန်တော်ဒီအခုတာနဲ့အဆင်ပြေတယ်တကယ်လို့တပတ်မှကျွန်တော်တို့မတတ်တာရင်တော့စေခန်းတေချာပြပြီးတော့ဒီလေချောင်းနာတာကိုတေချာကုရပါလိမ့်မယ် ဲ့တော့အခုအကြောင်းအရာလေးကနေပြီးတော့ဘ ഹു သူတာတစ်ခုခုရရှိသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဘ ഹു သူတာတစ်ခုခုရရှိသွားတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုထုံးစံတိုင်း subscribe လုပ်ပေးပါအောင်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါခင်ဗျာမင်္ဂလာရှိတဲ့နေ့လေးတွေကိုပိုင်ဆိုင်ကြပါစေခင်ဗျာ